င်္ဂလာပါရှင်။အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်ရုရှားကိုသွားရောက်စဉ်2025ခုနှစ်မေလ10ရက်နေ့ကမော်စကိုမြို့ဟိုတယ်ခန်းမတစ်ခုမှာရုရှားနိုင်ငံ RT သတင်းဌာနနဲ့အင်တာဗျူးကိုစစ်ကောင်းစီဝါရဖြန့်မီဒီယာတွေကမေလ18ရက်နေ့ညပိုင်းနဲ့17ရက်နေ့မနက်ပိုင်းတွေမှာဖော်ပြခဲ့ကြပါတယ်။သတင်းတော့ကသခိုင်းကလေးနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါစစ်ကောင်းဆောင်ကနိုင်ငံတကာအကူအညီကိုလည်းကျွန်တော်တောင်းခံခဲ့ပါတယ်။ ိုင်ငံတကာအကူအညီကလည်း24နာရီအတွင်းမှာကိုပဲကျွန်တော်တို့ကြည်ရောက်ရှိလာခဲ့တယ်။တော်တော်အားရဖို့လည်းကောင်းပါတယ်။ခမရတို့ရုရှားနိုင်ငံအပါအဝင်တရုတ်အိန္ဒိယကမ္ဘာနိုင်ငံ26နိုင်ငံလောက်လာပြီးကူညီကြပါတယ်။82နာရီအတွင်းမှာပေါ်လို့ထည့်သွင်းဖြေဆိုသွားခဲ့ပါတယ်။ရုရှားနဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းကိုတော့စစ်ကောင်းဆောင်ကရုရှားနဲ့မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကလည်းကြေပြန့်နေခမရ။ခမရခုနက ပြောသလိုကာဝေးရေးကဏ္ဍတွေမကဘူး။ ကျွန်တော်တို့တိတ်ပံတဲ့ဤပညာနောက်တစ်ခါစီးပွားရေးနောက်တစ်ခုဥပဒေဘက်ဆိုင်ရာနောက်ပညာရေးကျန်းမာရေးဒီနယ်ပယ်တွေအများကြီးရှိပါတယ်ဆွေးနွေးတဲ့ကိစ္စတွေလည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့မလခီးစင်မှာလာတဲ့အချိန်တုန်းကနျူကလ িয়ার နဲ့ပတ်သက်တဲ့ဓာအပိစက်ယုံတိဆောက်ရေးကိစ္စတဝယ်ရင်နဲ့စိတ်ကံတိဆောက်ရေးကိစ္စတွေနောက်ကမ်းလွန်ရေနံနဲ့သဘာဝတန်းွေထုတ်လို့ရေးအတွက်ရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဒါတွေဆွေးနွေးနိုင်ခဲ့တာတွေရှိပါတယ် သဘောတူတာလည်းရှိပါတယ်လုံနေတာလည်းရှိပါတယ်ဆက်ပြီးလောက်ရမယ့်နေပယ်တွေလည်းများစွာရှိပါသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အမေရိကန်ကမြန်မာငလျင်ကိုကူညီမှုနဲ့ပတ်သက်တဲ့မေးခွန်းကိုတော့ကူညီပေးမယ်ဆိုပြီးတော့ဒေါ်လာ၉သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်အဲ့တော့ဘယ်လိုပေးမလဲတော့ကျွန်တော်တို့မသိဘူးပေါ့လေကုလသမဂ္ဂကတဆင့်ပေးမလားဒါမှမဟုတ်အဟားစင်တာကနေတဆင့်ပေးမလားမသိဘူးပေးဖို့အတွက်ကြေညာထားတာတော့ရှိပါတယ်လို့ဖြေကြားခဲ့တာကိုတွေ့ရပါတယ် အမေရိကန်အစိုးရအနေနဲ့တင်းကုန်အခွန်တွေတိုးမြင့်လိုက်တာနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ကကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာတွေမလုပ်သင့်ဘူးလို့ယူဆပါတယ်။ဒီလိုမျိုးသူတို့ဘက်ကတော့ကုန်သွယ်ရေးလုံငွေတွေပြလို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တာလို့သိရတယ်။အမှန်တော့မကောက်သင့်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်လို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့အမေရိကန်နိုင်ငံနဲ့ကုန်သွယ်မှုကြီးကြီးမားမားမရှိပဲ2021ခုနှစ်မှ2025ခုနှစ်အထိ အမေရိကန်ဒေါ်လာတန်း900ခန့်ကုန်သွယ်မှုရှိခဲ့ပြီးတနည်းလျရင်ဒေါ်လာတန်း800ကျော်သာကုန်သွယ်မှုရှိခဲ့ကြောင်းလည်းသူကပြောကြားခဲ့တာပါပို့ကုန်အနေနဲ့အမေရိကန်ဈေးကွက်တစ်ခုတည်းအပေါ်မိခိုနေမဲ့အစားအခြားနိုင်ငံများကိုမျှဝေရောင်းချတဲ့နည်းလမ်းကိုစဉ်းစားရမှာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ငံအသီးသီးပေါ်ကောက်ခံမဲ့အခွန်နှုန်းထားတွေကိုတွန်းမြင်ခဲ့ရမှာမြန်မာပုတ်ကုန်တွေကိုလည်းအခွန်44ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်းဧပြီလ2ရက်နေ့ကကြေညာခဲ့တာပါ စစ်ကောင်းဆောင်ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီးစီရီယံဗိုလ်မှူးဆွဲတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့အင်တာဗျူးတဲ့ RT News ကတော့ရုရှားနဲ့ဆက်ဆက်တဲ့မိကုန်းတွေကိုအများဆုံးမိခဲ့တာ တွေ့ရပါတယ်စစ်ကောင်းစီဝါဒဖြန့်မီဒီယာတွေမှာလည်းရုရှားနဲ့ဆက်ပြီးလုံးမဲ့နေပယ်တွေအများကြီးရှိတယ်ဆိုတာကိုကောက်နှုတ်ဖော်ပြနေကြတာကိုလည်းတွေ့ရပါတယ်အမေရိကန်ကစစ်ကောင်းစီကြောင့်တခြားနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်တွေထက်မြမငလျင်ကိုကူညီတာနေပါတယ်ဒါပေမဲ့အမေရိကန်ပေးမဲ့ဒေါ်လာ9000ကိုဘယ်ကတက်ဆင့်ရမလဲဆိုတာကို စေကောင်းဆောင်စိတ်ဝင်စားနေတာဒီအင်တာဗျူးမှာတွေ့ရပါတယ်။ရုရှားကယူကရိန်းကိုနေတိုးအဖွဲ့ဝင် ဖြစ်သွားမှ မလိုလားတာကြောင့်သတင်းထုတ်ကနေတိုးအကြောင်းမေးတဲ့အခါဘာမှမဆိုင်ဘူးသူစိုးရိမ်နေဆိုတာကိုစေကောင်းဆောင်ကထည့်ဖြေပြီးသွားတာကိုလည်းတွေ့ရပါတယ်လို့မြို့တော်ကပြောပါတယ်။စေကောင်းဆောင်ဟာသတင်းထုတ်ကနေတိုးနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုအော်စိုးရိမ်တာတော့အမှန်ပဲဘာမှလည်းမဆိုင်ဘူးလေဒီအရှိအာရှပစိဖိတ်ဒေတာနဲ့နေတိုးကဘာမှတော့မဆိုင်ပါဘူးကျွန်တော်တို့တော့စိုးရိမ်ပါတယ် ဘာမှလည်းမဆိုင်ဘူးလို့ကျွန်တော်တို့ပြောချင်တယ်လို့ဖြေကြားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။